်မင်္ဂလာပါခင်ဗျာအခုကျွန်တော်တို့ရှုစားရမယ့်ပကြီးကားများကတော့ပကြီးချာမြက်ကိုရဲ့စိတ်နှလုံးကိုလှုပ်ရှားစေနိုင်တဲ့အငွေ့သက်တွေနဲ့ထုံပွန်းနေတဲ့လက်ရာများပဲဖြစ်ပါလေပကြီးကားတွေကိုကြီးလိုက်တဲ့အခါကျွန်တော်တို့ရဲ့စိတ်အစမှာဘလူးခံစားမှုတွေဖြစ်ပေါ်လာနိုင်တယ်ပကြီးကားတွေကိုခံစားကြည့်ရင်ဘလူးခံစားမှုတွေဖြစ်ပေါ်လာတယ်ဆိုတာကိုအလေးနဲ့ထားခံစားကြည့်ကြရအောင်ပါ အခုပကြီကားတွေဖြစ်တဲ့မန်တီလာရှင်တို့ရဲ့ပုံရိပ်တွေကို ရေးသားထားတဲ့ပကြီကားတွေကတော့ကျွန်တော်တို့ရဲ့အမြင်အာရုံကိုဆွဲဆောင်ပြီးခံစားမှုအာရုံကို ချက်ချင်းဖန်ဆားနိုင်စွမ်းရှိပါတယ်။အထူးသဖြင့်အနီရောင်ရဲရဲတီးတော်များဟာနောက်ခံရဲ့အမောဒါမှမဟုတ်အငိမ်အယောင်တွေကြားရကနေထူးထွက်လာလာဟာကြီးစုသူရဲ့အာရုံကိုစူးစီးရယူစေပါလေ။ ီမြင်ကွင်းကိုမြင်လိုက်ရတဲ့အခါကျွန်တော်တို့ရဲ့ယင်ထဲမှာချီညိုလေးစားမှုနဲ့အတူတည်ငြိမ်အေးချမ်းတဲ့ခံစားမှုမျိုးကိုချက်ချင်းရရှိစေပါလေ။ဒီကြီးကားတွေကနေကျွန်တော်တို့ဘာမက်ဆေ့ချ်ရရှိတယ်လဲဆိုရင်သူတို့ရဲ့နေစဉ်ဘဝတွေကတည်ငြိမ်အေးချမ်းမှုသာသနာပေါ်ထားရှိတဲ့တရားတရားနဲ့စီလုံးညွညွမှုတွေကိုခံစားမိစေပါလေ။ခီးတော်များရဲ့အနီရောင်ဟာတက်ကြွမှုနဲ့သတိပြုမှုကို ိုစားပြုသလိုသင်္ကန်းတော်များ၏အယောင်သွေးကတော့မြင့်မြတ်မှုနဲ့ယူဆမှုကိုပြဆိုနေပါလေတခါတည်းကနောက်ကျော်ကနေပဲမြင်ရတဲ့ပုံဖော်မှုတွေဟာသူတို့ရဲ့ယူဆတဲ့ဘဝနေထိုင်မှုပုံစံနဲ့လောကီအာယုံတွေကနေကင်းလွတ်နေဟန်ကိုပိုပြီးလေးနေစေပါလေဒါဟာမြမလူမှုဘဝမှာသီလရှင်များရဲ့အရေးပါတဲ့နေရာနဲ့သူတို့ရဲ့တိတ်ဆိတ်ငြိမ်သက်တဲ့ဘဝလမ်းစဉ်ကို ဖော်ညွှန်းနေတဲ့ message တကူပါပဲ ဖြူရောင်လေးတွေကိုဝစ်စင်ထားကြတဲ့ကလင်းငယ်တွေရဲ့ပကြီကားတွေကတော့ကျွန်တော်တို့ရဲ့ရင်ထဲမှာနုညံ့ကျင်နာမှုနဲ့အပြည့်ကင်းစင်မှုရဲ့ရပကိုအပြည့်အဝခံစားရစေပါလေအဖြူရောင်တန်တန်ဝစ်ဆောင်လေးတွေသူတို့ရဲ့ချစ်ဝဲမျက်နှာအမူအရာလေးတွေနဲ့တခါတရံလက်အုပ်ချီနေတဲ့ဟန်လေးတွေက ကြီးစုသူရဲ့စိတ်ကြည်လင်အေးချမ်းမှုနဲ့အတူမြမယဉ်ကျေးမှုရဲ့အငွေ့တက်ကိုတောင်း သတိရမိစေနိုင်ပါလေ DBG ကားတွေကနေကလေးဘွားရဲ့ဖြူစင်မှုယဉ်ကျေးလိမ်မာမှုဆိုတဲ့ message ကိုအတိကထားပေးစွမ်းနေတယ်လို့ခံယူမိပါလေသူတို့ရဲ့မျက်ဝန်းတွေကအယောင်စင်အမှုရာတွေဟာလောကကြီးကိုအကောင်းမြင်စိတ်နဲ့ကြည့်တတ်တယ်။ဘာအညှိုးတိမ်မှမရှိတဲ့ကလေးငယ်တွေရဲ့သဘောတဘာဝကို ထင်ဟမ်းမိစေပါလေ။ ဒါဟာကျွန်တော်တို့ကိုလူ့ဘဝရဲ့အခြေခံအကျဆုံးအဖြူစင်ဆုံးတမိုးတွေကို ပြန်လည်အမှတ်ရစေပြီးထိမ့်သိမ်းရှောက်ရှောက်ဖို့တိုက်တွန်းနေတယ်လို့ပါပဲသူတို့ရဲ့စူးစီးနေတဲ့ပုံရိပ်တွေဟာအနာဂတ်မျိုးဆက်တွေရဲ့ညီညွတ်မှုနဲ့မျောလင့်ချက်ကိုလည်းပေါ်ဆောင်နေတယ်လို့ခံစားရစေပါလေခင်ဗျာအယောင်သွေးစုံလင်တဲ့ဝတ်စုံလေးတွေနဲ့ကလေးငယ်များရဲ့ပကြီကားတွေကတော့မြင်လိုက်တာနဲ့ တက်ကြွလန်းဆန်းမှုပျော်ရွှင်မှုစတာတွေကိုစောင့်ခြင်းပေးပါလေကလေးတွေရဲ့လှူရှာမှုနဲ့သူတို့ရဲ့ဝတ်စားဖို့ကအယောင်ဆောင်တွေတခါတရံနောက်ခံမှာတွေ့ရတဲ့အနုစိတ်ချိန်မုံထားတဲ့ပန်းဝင်နေနဲ့အယောင်ဆက်ပြောက်တွေဟာကျွန်တော်ရဲ့စိတ်ကိုလန်းဆန်းတက်ကြွစေပါလေဒီပကြီးကားလေးကနေကျွန်တော်တို့ရရှိတဲ့ message ကတော့ကလေးဘွားရဲ့စိတ်လှူရှာဖို့အယောင်သွေးစုံတဲ့ကဘာငယ်လေးနဲ့ သူတို့ရဲ့လွတ်လပ်ပေါ်ပါမှုမြမရိုးရာအထေလိတ်တွေရဲ့အလှပကိုတပြိုင်နက်တည်းခံစားရရှိစီတာပါပဲသူတို့ရဲ့ဟန်ပါမှုရာတွေက အနာဂတ်ရဲ့မျောလင့်ချက်ယုံကြည်တွေကို မြင်ယောင်မိစေတယ်လို့ပါပဲဘဝဆိုတာအယောင်သွေးစုံလင်ပြီးပျော်ရွှင်စရာနဲ့တင်းနဲ့နေတယ်ဆိုတော့အကောင်းမြင်စိတ်ကိုလည်း DVG ကားတွေကနေခံစားရရှိစေနိုင်ပါတယ်ဒါပြင် မြမရိုးရရင်ချင်းမှုရဲ့အစိတ်ပိုင်းတစ်ခုဖြစ်တဲ့အဝိစားအစဉ်နဇာရီရဲ့အလှပကိုလည်းမိမောင်းထုတ်ပြသလိုခံစားမိစေပါလေခင်ဗျာ ချောင်မြက်ကိုရဲ့ဒီလေယာရီမှာအဓိကပေါ်လွင်နေတဲ့ရေသားဟန်ကတော့အလင်းအမောင်ကိုခီတီမီမီအသုံးပြုပြီးရေသားထားတဲ့ပုံစံပါပဲ။ပုံရိပ်တွေရဲ့အနက်ရှိုင်းနဲ့ခံစားမှုကိုပုံဖော်နိုင်စွမ်းကိုမြင်တွေ့ရပါလေ။ဥပမာတီလာရှင်နေရဲ့ထီတော်ပေါ်မှာကြားရောက်နေတဲ့အလင်းသူတို့ဝစ်စင်ထားတဲ့သင်္ကန်းတော်တွေကိုအနုစိတ်ချေမှုမှုတွေကပကြီကောင်းကိုအသက်ဝင်စေပါလေ။ ကလေးငယ်တွေရဲ့ပုံရိပ်တွေမှာလည်းသူတို့ရဲ့အသားရည်အဝတ်အစားရဲ့နူးညံ့မှုမျက်နှာမှုရာရဲ့တိမ်မွေးမှုတွေကိုသဘာဝကျကျရေးသားဖော်ပြနိုင်တာကို တွေ့မြင်ရပါတယ်။အယောင်သွေးရွေးချယ်မှုမှာလည်းရည်ရင်ပြီးတက်ဝင်လှုပ်ရှားနေသလိုခံစားရစေပါလေ။အနီရောင်ပိုင်းရောင်လိမ်မော်ရောင်အဖြူရောင်စတဲ့အယောင်တွေကိုနောက်ခံအယောင်တွေနဲ့ဟန်ချက်ညီအောင်ပေါင်းစပ်ပြီးပင်မအကြောင်းအရာကို ထင်းငနဲ့ပေါ်ရင်စေပါလေဆရာရဲ့ဆုတ်ချက်တွေဟာအသေးစိတ်ကြပြီးပုံဖော်လို့တဲ့အရာဝတ္ထုရဲ့တက်ချက်ကိုပါခံစားမိစေလောက်အောင်ချေမုံထားတာကိုမြင်တွေ့ရပါတယ်ခင်ဗျာအခုကျွန်တော်ပြောပြနေတဲ့အကြောင်းအရာတွေကတော့ကျွန်တော်စိတ်ထဲမှာခံစားရတဲ့အကြောင်းအရာနဲ့ဆရာရဲ့ရေးသားဟန်ကိုကျွန်တော်မြင်တွေ့မိတာကိုပြောပြနေခြင်းပါပဲခင်ဗျာမိတ်ဆွေတို့အနေနဲ့လည်း မိတ်ဆွေတို့ရင်ထဲမှာခံစားရတဲ့အတိုင်းမြင်တဲ့အတိုင်းစိတ်ကူးထဲမှာ ရှိသလိုခံစားနိုင်ပါလေ။ကျုံုံတုံးတဲ့ချက်အနေနဲ့ကတော့ဆရာမြတ်ကိုရဲ့ဒီပကြီးကလက်ရာတွေဟာမြမရင်ကျေးမှုရဲ့အလှတရားလူသားတို့ရဲ့စိတ်ကံစားမှုမျိုးစုံနဲ့ဘဝရဲ့အမတ်တရားအခိုက်အတန့်တွေကို သူ့ရဲ့ထူးခြားတဲ့အမှုပညာအမြင်နဲ့ပေါင်းဆက်ဖန်တီးထားတဲ့လက်ရာတွေပဲဖြစ်ပါတယ်။ ဒီပကြီးကားတွေကနေတချင်းဆရာရဲ့အတွင်းစိတ်ခံစားချက်သူပေါ်ကျူးလို့တဲ့အတိတ်တွေကိုကျွန်တော်တို့တွေနားလည်ခံစားနိုင်ရသလိုကြီးစုသူလူဖြစ်လဲကိုယ့်ရဲ့ရင်ထဲမှာမတူညီတဲ့ခံစားမှုတွေကို ကောင်းကောင်းကြီးရရှိခံစားနိုင်မှာဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာအလုံးဒီပကြီးကားတွေကနေတချင်းအမှုပညာရသကိုအပြည့်အဝရရှိခံစားနိုင်ကြပါစေခင်ဗျာ ီဒီယိုလေးကိုအဆုံးထိကြည့်ရှုခံစားပေးတဲ့မိတ်ဆွေများအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်တစ်ပတ်များမှလည်းတခြားသောပကြီရှာရီရဲ့ပကြီကားရီနဲ့အတူ Artist Artistry ကနေတင်ဆက်ပေးတာလေးတွေကို ကြည့်ရှုနိုင်မှုအတွက်ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ခဲ့ဖို့မမေ့ကြပါနဲ့ခင်ဗျာ။အားလုံးကျမ်းမာချမ်းသာကြပါစေ။